အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးထဲမှာတော့အာနာဆက်ဆိုတဲ့ဇာတ်လေးတွေကအချိန်ကိုတိပါဆိုတဲ့နေဦးရတာလေးကိုတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ဘယ်တော့မှမလောနဲ့အလောကြီးပုံပေါင်နေခြင်းကကိုင်းတွယ်ထိန်ချုပ်နိုင်စွမ်းမရှိကြောင်း ပြနေတယ်လို့ပါပဲစိတ်ရှိပါဘာတွေဘလို့ပဲဖြစ်ဖြစ် အချိန်တန်ဖြစ်တဲ့နာတွေဖြစ်လာမှာပဲဆိုပြီး လုံးနေလဲမထူးတဲ့စီမျိုးမွေးမြူနိုင်ရမယ်။ချိန်သားကိုက်လုံးသက်ကင်တဲ့သူဖြစ်ပါစေ။အချိန်အခြေအနေအခိုက်အတန့်ကွက်တိအကျိုးအမြတ်ရှိအောင်ဖန်သက်ကြံသက်ရမယ်။အချိန်ကိုတည်သူဟာအာနာရှိသူဖြစ်တဲ့မရင်မဲ့သေးခင် မခုဆိုပဲစောင့်ဆိုင်နိုင်ရမယ်။ရင်မဲ့သွားရင်တော့သူများထက်အရင်လက်ဦးမှုရယူနိုင်သူဖြစ်ရမယ်။အချိန်ဟွာရှိသူတိုင်းအချိန်လေးစားပြီး အချိန်ကိုတည်ကြတယ်အချိန်ဆိုတာကအစမရှိအဆုံးမဲ့တဲ့စကြဝဠာကြီးကို လူသားတွေရဲ့အသိပညာအရဉာဏ်မီသလောက်လူသားဆန်အောင်ဖန်တီးတွေးခေါ်ထားတဲ့အယူအဆဖြစ်ပါတယ်အချိန်ဆိုတဲ့အယူအဆဆိုတာကဖန်တီးတိဆောက်ထားတဲ့တွေးခေါ်မှုမျိုးဖြစ်တဲ့အတွက်လူသားပိသားစွာ လက်ပတ်ကစားလို့ရနိုင်တယ်ကလေးတွေငယ်အတွက်အချိန်ဆိုတာကအင်မတန်ရှည်ကြပြီးနှေးကွေးပေမဲ့ လူကြီးတွေအတွက်ကြအချိန်ဆိုတာအင်မတိအင်မတန်လင်မြန်တဲ့အရာဖြစ်ပါတယ်ဒီအချက်ကို သုံးသပ်ခြင်းအပြင် အချိန်ဆိုတာကသွေးကိုမျောမြင်နိုင်စွမ်းပေါ်မူတည်ပြီးမြင်နိုင်တဲ့အတိုင်းတာလျောက်အချိန်ရဲ့အလုလုပုံကွဲပြားပါတယ်စင့်ဘွားသွေးခေါ်လို့ရနိုင်သေးတာက အချိန်ဆိုတာရှုမြင်ပုံပြောင်းလဲခြင်းအပြင် အလုလုပုံကွာခြားနိုင်ပါတယ်ဒီအချက်တွေကိုသိပြီဆိုရင် အခြေခံအပြင် အချိန်ကိုနားလည်နိုင်စွမ်းရှိပြီဖြစ်ပါတယ် လူတိုင်းမလွဲမသွေရင်ဆိုင်ရမယ်အချိန်၃မျိုးရှိပါတယ်။အဲ့ဒီအချိန်တွေမှာမတူညီတဲ့ပြဿနာပရိပခာတက်ရောက်မှုတွေရှိသလိုဖြည့်ရှင်လို့ရနိုင်တဲ့နီးဗျူဟာတွေမဟာဗျူဟာတွေတည်တန့်စီရှိကြတဲ့အတွက်စနစ်တကျလေ့ကျင့်ထားမယ်ဆိုရင် အချိန်ကနေတဆင့်ကိုကြိုးယူနိုင်အောင်မှာဖြစ်ပါတယ်။အချိန်၃မျိုးရှိတဲ့အနက်ပထမဆုံးသောအချိန်အမျိုးအစားကအဆုံးမဲ့တဲ့အချိန်ဖြစ်ပါတယ်။ အစရှိပေမဲ့ဘယ်ရှင်ရောက်မှအဆုံးသက်သွားမယ်မသိနိုင်တဲ့အတွက်စိတ်ရှိမှုစိတ်ရထက်တန်မှုတွေနဲ့အခါအခွင့်ကိုစောင့်ဆိုင်းနိုင်ရင် အကျိုးများစွာ ဖြစ်ထွန်းစေနိုင်တဲ့အချိန်မျိုးဖြစ်ပါတယ်။ဒုတိယမျိုးစားဖြစ်တဲ့အချိန်ကတော့အခါအခွင့်အချိန်ဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်အခါအခွင့်ကြရောက်လာပြီးအကျိုးဖြစ်ထွန်းအောင် မဖြစ်မနေအခွင့်ကောင်းယူရတဲ့အချိန်တို့အခိုက်အတန့်မျိုးဖြစ်ပါတယ်။ဖိအားပေးမှုတင်းကျပ်မှု အကန့်အသတ်တွေပါရှိတဲ့အတွက်လက်နက်အဖြစ်အသုံးချနိုင်သလိုရန်သူအပေါ်ချိန်ကိုက်ဖြစ်မှုနဲ့ကြံဖန်ပြီးတွင်စင်လို့ရနိုင်ပါတယ်တတိယမျိုးစားဖြစ်တဲ့အချိန်ကတော့အဆုံးသတ်အချိန်ဖြစ်ပါတယ်နောက်ဆုံးပိတ်အချိန်မျိုးဖြစ်တဲ့အတွက်အခွင့်အကောင်းကိုအကောင်းဆုံးအသုံးချရမယ့်အချိန်မျိုးဖြစ်ပါတယ်ပြီးပြတ်ပိုင်နာအောင်ကြံရမယ့်အချိန်မျိုးဖြစ်ပါတယ်အချိန်ပေးစောင့်ဆိုင်ခဲ့ပြီးအခါခွင့်ရောက်လာလို့ပြီးပြတ်သွားအောင်စောင့်ဆိုင်မနေတော့ဘဲ လုံးเสียရရှိတာကိုချက်ချင်းလုံးကို လုံးရမယ့်အချိန်မျိုးဖြစ်ပါတယ်အဆုံးမဲ့တဲ့အချိန်ကြောက်လို့ပဲဖြစ်ဖြစ်စိတ်မရှိတော့လို့ပဲဖြစ်ဖြစ် လုံးလက်စားလုံးကိုဆက်မလုပ်ပဲရက်ပြစ်လိုက်ရင် ပြဿနာတွေအများကြီးပေါ်လာနိုင်တယ်အချိန်တို့အတွင်းပြည့်ပြည့်ရမယ့်အစားပြီးရှင်စိတ်ဇောကြီးသွားမိပြီလုံးမိလိုက်လို့ပြဿနာတွေဖြေရှင်းနေရတာနဲ့တင်အချိန်တွေပိုကြာမြင့်သွားတတ်တယ် အလောလကြီးလောက်တာကအလုပ်တွေကိုအလင်းမြန်ပြီးစီးနိုင်တယ်ဆိုပေမဲ့အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့်ပြဿနာတွေအရှုပ်အထွေးတွေပေါ်ကိုပေါ်လာတတ်တယ်။မပြီးနိုင်တော့တဲ့အရှုပ်တွေကို ရှင်းနေရတာနဲ့တင်လောလတ်ရချိုမနဲ့တော့ဘူး။ဒါကြောင့်အလောကြီးတာကအကျိုးလုံးဝမရှိပါဘူး။အချိန်ဆိုတာယူတတ်ရင်အတုံးချလို့ရတာတွေကြီးပါပဲ။ဒါပေမဲ့အချိန်ကိုကောင်းကောင်းအတုံးမချတတ်ရင်တော့အတုံးမချတဲ့အဖြစ်နဲ့နောက်ဆက်တွဲစိုးကျိုးရလက်တွေကို မပြီးနိုင်မစီးနိုင်ဖြည့်ရှင်းရတတ်တယ်။တခါတလေမှာဘာမှမလုပ်ဘဲစောင့်ရုံလေးနဲ့ကိစ္စတွေကိုဖြည့်ရှင်းလို့ရတယ်။သူ့အချိန်နဲ့သူအချိန်တန်အရာအလုံးအစင်ချောသွားပြီးအခွင့်ကောင်းတွေရတတ်သေးတယ်။အချိန်ဆွဲတိုင်းအချိန်ပိုမရပါဘူး။စိတ်ရှည်ခြင်းကအချိန်ရဲ့တော့ချက်ဖြစ်ပါတယ်။အကန့်အသတ်မရှိတဲ့အချိန်ပဲဖြစ်နေပါစေ။အတိုင်းအတာမရှိတိုင်းအချိန်ယူလို့ရုံနဲ့အရေးကိစ္စတွေပြီးပြတ်မသွားပါဘူး။ ်ဘယ်ကိစ္စပဲဖြစ်ဖြစ် သူ့အချိန်နဲ့သူ သူ့အကြောင်းနဲ့သူဖြစ်တာကြောင့်အချိန်တန်မှလှုပ်ပါ အချိန်ကိုတည်အောင်ကြည်ပါဘယ်အရာမှခုနေချက်ချင်းဖြစ်အောင် လုပ်လို့မရပါဘူးထူကယ်ကောင်းမွန်တဲ့အရာမှန်တယ်များအချိန်ယူပါလေအောင်မြင်မှုဆိုတာအချိန်များစွာ ပေးဆက်ပြီးတည်ဆောက်ရတဲ့အရာပါချက်ချင်းနဲ့ငင်းလှုပ်လို့ရတဲ့အရာဆိုလို့ဆုံးရှုံးခြင်းနဲ့ပြစီခြင်းပဲရှိပါတယ်အချိန်နဲ့ပတ်သက်လာရင်စိတ်ရှည်တတ်အောင် လေ့ကျင့်ပါ အခါအခွင့်ကိုစောင့်ပါအချိန်မတန်သေးသေးဘာမှဖြစ်မလာပါဘူးလောယုံနဲ့ဖြစ်မလာနိုင်တာကိုလက်ခံပါအခါအခွင့်ချင်းအချိန်ကိုအတုံးချတတ်သူဟာအခါအခွင့်ကောင်းကိုကြံဖန်နိုင်စွမ်းရှိပါတယ်အချိန်နေလိုက်ဖိအားတွန်းအားတွေနဲ့ကိုလိုချင်းနဲ့အခွင့်လန်းကောင်းကိုဖန်ယူရပါတယ်ရန်သူတို့မဟုတ်ပြိုင်မဲ့တွေကိုအခါအခွင့်ပေးသလိုမျိုးဆွဲပြီးဘယ်ဘက်ဖြစ်ဖြစ် ကိုကျိုးသာရှေးရှုတဲ့ရွေးချယ်ခွင့်တွေနဲ့မျှရပါတယ်။အချိန်ကိုစောင့်နိုင်ရင်အခွင့်အကောင်းရနိုင်ပါတယ်။ဒါပေမဲ့ကိုယ်တိုင်ကချိန်ပေးပြီးလူတွေကိုစောင့်ခိုင်းတတ်ရင်တော့အခွင့်အကောင်းမက အကျိုးကောင်းတွေပါရနိုင်ပါတယ်။ဘယ်တော့မှလွယ်လင်းတကူမပေးပါနဲ့။အချိန်ဆွဲပြီးစောင့်ဆိုင်ပါ။အချိန်ကကိုယ့်အပေါ်ထိန်းချုပ်နေတာမဟုတ်တော့ဘဲလူတွေရဲ့အချိန်ကိုကိုယ်တိုင်ကထိန်းချုပ်နိုင်ပြီဆိုရင် အချိန်ဆွဲပြီးလူတွေရဲ့စိတ်အလိုကို စိတ်ကြဂိမ့်တွေပါရန်သူရဲ့ချိန်ကိုကြားပြဲလို့ယူပါ ရန်သူကိုဘယ်တော့မှချိန်ကိုက်ဖြုတ်ခွင့်မပေးရပါဘူးကိုဖက်ကလာကြိုးအားလုံးကိုဂိမ့်တွေနေသူဖြစ်ပါစေအချိန်ကိုတည်ပြီးအချိန်ကိုကစားတက်ရင် လူပေါ်ကလူလိုမျိုးအချိန်အဝါကြီးသူဖြစ်နေပါပြီအဆုံးသက်ချိန်ချိန်သားညိနိုင်တဲ့အချိန်ကစားတက်မှု ချိန်ကိုက်ဖန်နိုင်တဲ့အချိန်ကစားတက်မှုတွေထက်တလုံးထူးခဲ့တဲ့အခွင့်အောင်းမျိုးမရှိပါဘူး လိုချင်တဲ့အကျိုးမြတ်အလုံးကိုတနွေငင်းတဆင်ပါ ဖန်တီးရယူလို့ဖြစ်နိုင်ပါတယ်။တနည်းအားဖြင့်ပြောရရင်အချိန်ကိုစီမံတက်ခြင်းဟာဘုံတကူရှိနေခြင်းတမျိုးပါပဲ။ရန်သူဘောချိန်ကိုက်တိုက်ခိုက်နိုင်အောင် စီမံတက်ခြင်းကိုကျိုးရယူနိုင်ဖို့အချိန်ကိုက်ကြံဖန်နိုင်ခြင်းနောက်ဆုံးပိတ်အချိန်ရောက်မှဝက်ဖဲထုတ်ပြီးအနိုင်ပိုင်ခြင်းစသဖြင့်အချိန်ကိုလိုအပ်သလို အနည်းအမြန်အလင်းအစင်စသဖြင့်ကင်တွယ်နိုင်မှသာထူးကဲပြောင်ပြောင်းတဲ့ ဩဇာအာဏာရှိသူအချိန်ဝါကြီးသူဖြစ်နိုင်မှာဖြစ်ပါတယ်။သူမတူထူးခဲ့သူဘုံတကူကြီးသူဖြစ်ခြင်းရဲ့အချိန်ကိုသိပါ။အချိန်နဲ့အလင်ကိုပါနဲ့စွာကစားပါ။ရန်သူကိုအချိန်မပေးပါနဲ့။ရန်သူရဲ့ရွှေ့ကွက်လှုပ်ရှားမှုအလုံးကကိုယ့်ဘက်ကပေးထားတဲ့အချိန်တွင်လုပ်ကံရသလိုမျိုး အနေထားရအောင်ကြံဖန်ပါ။တိုက်ပြီးဆိုမှတော့အနိုင်ပိုင်းနိုင်လားတေချာမအခွင့်ကောင်းယူပြီးပြည့်ပြတ်အောင်တိုက်ပါ။လောလဲမလောနဲ့။ စောလဲမစောမိစေနဲ့ချိန်ကိုက်ဖြစ်အောင်အချိန်တည်သူဖြစ်ပါစေ။